အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ယူကရိန်းရဲ့ဘက်ထရီရော့ဒုံးကျည်ကာကွယ်စနစ်ကိုရုရှားရဲ့ Iskander M တွေဘယ်လိုထိုးဖောက်တယ်လဲဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရိတ်သမားအားလုံးကလည်းလိုက်ပါနာဆင်ပေးပါအောင်ခင်ဗျာယူကရိန်းပိုင်နယ်ထဲကိုဒုံးကျည်လိုင်းလုံးကြီးတွေနဲ့ဒရုန်းတွေဇက်တိုက်ကြားရောက်လာတဲ့အချိန်မှာဒီအဆက်မပြတ်တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့ယူကရိန်းဟာကမ္ဘာအဆင့်မြင့်ဆုံးဒီအကြောင်းအရာကာကွယ်ရေးစနစ်တွေရတစ်ခုဖြစ်တဲ့ ဘက်ဖီရော့ဒုံးကြီးစနစ်တွေကိုအားကိုးခဲ့ပါတယ်။အချင်းအတန်းကြအောင်ဒီစနစ်ကအလုပ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချင်းဟာကုံဆုံးတော်မဲ့အချင်းတွေကိုရောက်ရှိနေပါတယ်။အစောပိုင်းကာလအောင်မြင်မှုတွေရှိခဲ့ပေမဲ့ဘက်ဖီရော့စနစ်ဟာအခုအခါမှာကြောက်မက်ဖွယ်ရာကောင်းတဲ့ရန်သူတဦးဖြစ်တဲ့အစင်မြင်ထားတဲ့ Iskander M ပဲရင်ဒုံးကြီးတွေနဲ့ရင်ဆိုင်နေရပြီးတော့အခုဆိုရင်အဲ့ဒီဒုံးကြီးတွေကစတင်ထိုးဖောက်နေပြီလို့သိရပါတယ်။ရုရှားကအနောက်တိုင်းနည်းပညာတွေကိုကျော်လွန်နေပြီလား။ ပိုအရေးကြီးတာကယူကရိန်းအနေနဲ့လိုက်မိအောင် လိုက်နိုင်ပါမလားဒီမှာအဖြေရှိပါတယ်ဘက်ထရီရော့ရဲ့အစောပိုင်းအောင်မြင်မှုများအစပိုင်းမှာဘက်ထရီရော့ပပ်တူပြည့်လွတ်စနစ်တွေဟာယူကရိန်းအတွက်အောင်မြင်မှုရဲ့တော့ချက်တွေလို့ဖြစ်နေခဲ့ပါတယ်အမေရိကန်နဲ့ဂျာမနီရဲ့လမ်းညွှန်မှုတွေနဲ့အတူယူကရိန်းစစ်တီတွေဟာဒီရှုပ်ထွေးတဲ့စနစ်တွေကိုပြင်းပြင်းမြန်မြန်နဲ့ကျွမ်းကျင်အောင်တင်ယူနိုင်ခဲ့ပါတယ်၂၀၂၄ခုနှစ်အလယ်ပိုင်းလောက်မှာရှာဟတ်ဒရုန်းတွေကနေ ရုရှား SU-34 တိုက်လေယာဉ်နေအထိအကုန်ပစ်ချနိုင်ခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။တချိန်ကဘယ်သူမှရက်တန့်လို့မရဘူးလို့ထင်ခဲ့ကြတဲ့ Hypersonic ခင်ဆယ်နဲ့ Iskander ဒုံးကျည်တွေကိုတောင်း Patriot ရဲ့ပြအားအောင်မှကြားရောက်ခဲ့ရပါတယ်။ဒါပေမဲ့ခေတ်သစ်မြေပြင်မှာအောင်မြင်မှုဆိုတာခဏလေးပါပဲ။ယူရိန်းလေတပ်ရဲ့ပြောကြားချက်တွေအရပယ်ရင်ဒုံးကျည်135စင်ခန့်အများစုက Hypersonic ဒုံးကျည်တွေကို Patriot ရဲ့စနစ်တွေကကြားပြတ်ဖျက်ဆီးနိုင်ပါတယ်။ စည်ရေးသုံးသပ်သူတွေကဒီစနစ်ကိုချီးကျူးခဲ့ကြပြီးတော့၎င်းရဲ့စွမ်းဆောင်ရည်ကိုလုံးဝအောင်မြင်မှုလို့ခေါ်ဆိုခဲ့ကြတယ်လို့ယူကရိန်းရဲ့လင်မြန်တဲ့တင်ယူမှုနှုံးကိုလည်းချီးကျူးခဲ့ကြပါရဲ့ဘက်ထရီရော့တွေဟာရုရှားလေယာဉ်တွေအရင်ကလွတ်လွတ်လပ်လပ်ပြန်တန်းနိုင်ခဲ့တဲ့အတိကတိုက်ပွဲတွေမှာလည်းအင်အားချိန်ခွင်ရှာကိုပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတခခုပြောင်းလဲသွားခဲ့ပါတယ်။2024ခုနှစ်နောက်ပိုင်းနဲ့2025ခုနှစ်အလယ်ပိုင်းကြားမှာ ယူကရိန်းရဲ့ဂျားပြက်ဖြည့်ဆည်းမှုနှုန်းတွေက83ရာခိုင်နှုန်းကနေ46ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။ပိုဆိုးတာကပယ်ရင်တုံးကြီးတွေအတွက်ဆိုရင်တော့ဒီနှုန်းဟာ10ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရုရှားဟာတုံးကြီးအရေးအတွက်ပုံမပြည့်လွတ်နိုင်ရုံသာမကဘဲနဲ့ပိုကောင်းတဲ့တုံးကြီးတွေကိုပါပြည့်လွတ်လာလို့ပဲဖြစ်ပါတယ်။ Iskander M ရဲ့အဆင့်မြင့်တင်မှုများအဆင့်မြင့်တင်ထားတဲ့ Iskander M တွေရဲ့အလက်ရောက်လာခဲ့ပါတယ်။ ဒီတုံးကြီးအမျိုးအစားသစ်တွေဟာပို့ပြီးတော့မြန်မြန်ပြန်တန်းနိုင်ရတာမကဘဲနဲ့ရေဒါတွေကိုပါနှောက်ယှက်တာပြစ်မှတ်ထိန်းချုပ်မှုကိုဖျက်တောက်နိုင်ခြင်းနဲ့ယူကရိန်းစနစ်တွေကိုဝန်ပိုပြီးတော့လွှမ်းမိုးပစ်နိုင်ခြင်းစားတဲ့စွမ်းရည်တွေကိုပါဝင်လာပါတယ်ပြီးတော့သူတို့ဟာလေရင်တွေဒါမှမဟုတ်ဒရုန်းတွေကိုပဲချင်းချောင်းနေတာမဟုတ်ပါဘူးသူတို့ကိုတားဆီးဖို့ရည်ရွယ်တဲ့ပြစ်လွတ်စနစ်တွေကိုပါပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေပါတယ်2025ခုနှစ်အလယ်ပိုင်းလောက်မှာရုရှားတွေဟာဘက်ထရီရော့ပြစ်လွတ်စနစ်40ခန့်နဲ့ ရေဒါစကန်10ခုကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။အများစုကတော့ Iskander M တိုက်ခိုက်မှုတွေနဲ့ပဲဖြစ်ပါတယ်။ဒါဟာယူကရိန်းရဲ့ Patriot လက်နက်တိုက်တစ်ခုလုံးရဲ့၃ပုံ၂ပုံခန့်ကိုဖျက်ဆီးသွားတာပဲဖြစ်ပါတယ်။၂025ခုနှစ်မေလ22ရက်နေ့ကပိုကရော့နဲ့ဒီနီပရိုဒေတာတွေမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတစ်ခုဟာအထူးသဖြင့်ပြင်းထန်ခဲ့ပြီးတော့ Iskander M တိုက်ခိုက်မှုတစ်ခုဟာ Patriot Battery တစ်ခုလုံး၊ Radar ထိန်းချုပ်ခန်း၊ပြည့်လွတ်စနစ်တစ်ခုအပါအဝင်ကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ တချင်ကစစ်ပွဲရဲ့ကစားပွဲကိုပြောင်းလဲစေခဲ့တဲ့စနစ်တစ်ခုဟာအခုအခါမှာအမဲလိုက်ခံနေရပြီဆိုတော့အမှန်တရားကစဉ်းစားစရာပါပဲ။ Iskander M ရဲ့ထိုးဖောက်နိုင်စွမ်းဘယ်လိုရှိလဲ။ Russia ရဲ့ Iskander M ဟာဒီလောက်အာကောင်းတဲ့လေကြောင်းရာကာကွယ်ရေးစနစ်တီဘယ်လိုများထိုးဖောက်နိုင်ခဲ့တာလဲ။ဒါဟာအမြန်တုံးတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒါကလည်းအထူးအစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။ Iskander M ဟာ massive ဒါမှမဟုတ် 7အထိရောက်အောင် hypersonic အမြန်နှုန်းနဲ့ပြန်တန်းနိုင်ပြီးတော့တစ်စက္ကန့်ကိုမီတာ1000ကျော်မြန်နှုန်းရှိပါတယ်။အဲ့ဒီအချိန်နဲ့ဆိုရင်ထောင်လန်းမိတဲ့အချိန်နဲ့ထိမှန်ချိန်ကြားကအချိန်ဟာစက္ကန့်20ကနေ30လောက်ပဲရှိပြီးတော့ရေဒါတွေအနေနဲ့ခြေရာခံပြီးကြားပြဖို့မလုံလောက်တဲ့အချိန်ပဲဖြစ်ပါတယ်။ပုံမှန်အတိုင်းပဲရီတုံးကြီးတွေကိုအမြင့်ကြီးမြောက်ပြီးတော့ပြန်တန်းနာမျိုးမဟုတ်ဘဲနဲ့ Iskander ဟာပယ်ရင်းဆန်ဆန်ပိုပြားတဲ့ပလန်အတိုင်းကီလိုမီတာ90အောက်အမြင့်ကနေပြန်တန်းပြီးတော့ ကြားဖြတ်ခြင်းကိုမခံရအောင်ကိုယ့်ကောင်ပြန်တန်းပါလေအနိုင်ပြန်တမ်းမှုလမ်းကြောင်းကြောင့်အစောပိုင်းထောက်လန်းဖို့ခက်ခဲပြီးတော့၎င်းရဲ့မှန်မှန်ကန်မှုလှုပ်ရှားမှုတွေကြောင့်ထိမှန်ဖို့လေပို့ပြီးတော့ခက်ခဲပါတယ်ပို့ပြီးတော့စိုးရင်စရာကောင်းတာကအစ္စကန်ဒါရဲ့ရွေလျားနိုင်မှုနဲ့ဖြန့်ကျက်မှုနည်းပြူဟာပဲဖြစ်ပါတယ်ဒီတုံးကြီးတွေကိုရွေလျားနိုင်တဲ့တေယူပို့ဆောင်ရည်ရင်တွေကနေပြစ်လွတ်တာဖြစ်ပြီးတော့သူတို့ဟာလင်းမြန်ဆောင်နဲ့ရွေလျားနိုင်တယ်လို့ခံမှန်းလို့မရတဲ့နေရာတွေကနေပြစ်လွတ်ပြီးတော့ပြန်လည်တိုက်ခိုက်မှုတွေမရောက်လာခင်မှာပဲပျောက်ကွယ်သွားပါတယ် ယူကရိန်းတို့အနေနဲ့ရှာမတွေ့တဲ့အရာကိုဖျက်ဆီးလို့မရပါဘူး။ဒါပြင်ရုရှားဟာဒီဒုံးကြီးတွေကိုတပြိုင်တည်းအများကြီးပြစ်လွတ်လေရှိပြီးတော့အရေအတွက်အများပြားနဲ့လေချောင်းရံကာကွယ်ရေးတွေကိုပို့ပြီးတော့ဝင်ပြစီပါတယ်။ဘက်ထရီရော့ဘက်ထရီတစ်ခုဟာပြစ်ခတ်မဲ့နေရာတွေကြားမှာသွားနေတဲ့အချိန်ဒါမှမဟုတ်ပိုဆိုးတာကမလုံရှားနိုင်တဲ့အခါမှာတုံ့ပြန်နိုင်မှာမဟုတ်ပါဘူး။လက်ရှိအချိန်မှာယူကရိန်းဟာဘက်ထရီရော့ဘက်ထရီ6ခုကနေ9ခုလောက်ကိုအသုံးပြုနေပေမဲ့ 6ခုသာအလုပ်လုပ်နိုင်ပါတယ်။ဆုံးရှုံးမှုတွေများလာတာနဲ့အမျှကီးရက်ဟာပို့ပြီးတော့အကာအကွယ်မဲ့နေတာကိုတွေ့ရပါတယ်။ကီးရက်အနေနဲ့ဆုံးရှုံးသွားတဲ့ပြစ်လွတ်စနစ်တွေကိုအစားထိုးဖို့ရုန်းကန်နေရပါတယ်။အကြောင်းရင်းကတော့အမေရိကန်ကုမ္ပဏီရတ်သွန်ဟာပက်ထရီယော့စနစ်ရဲ့ဟတ်ဝဲတွေကိုတခုတည်းထုတ်လုပ်သူဖြစ်နေလို့ပါပဲ။ဂျာမန်မိဖက်ကုမ္ပဏီကတော့ပက်ထရီယော့ဒုံးကြီးတွေထုတ်လုပ်မှုမှာပါဝင်ပါတယ်။ယူကရိန်းဒါမှမဟုတ်သူ့ရဲ့မဟာမိတ်တွေဟာရုရှားဖျက်ဆီးလိုက်တဲ့ပြစ်လွတ်စနစ်တွေအစား အစားထိုးဝယ်ယူဖို့တန်းစီစောင့်ဆိုင်နေပေမဲ့လေဒီဝယ်ယူမှုဟာလနဲ့ရှိပြီးတော့ကြာနိုင်တယ်လို့နှစ်နဲ့ရှိပြီးတော့လည်းကြာနိုင်ပါတယ်။ကိရဲ့ဘာဂျက်မရှိတဲ့တန်းပေါင်းများစွာသောဒေါ်လာတွေကုန်ကျနိုင်ပါတယ်။ပက်ထရီယော့ရဲ့တမိုင်းဝင်စွမ်းဆောင်ရည်စိုးရိမ်မှုများကံမကောင်းစွာနဲ့ပဲယူကရိန်းဟာဒုံးကျည်ချင်းချောင်းမှုတွေတိုးလာတာကိုရင်ဆိုင်နေရပါတယ်။အမေရိကန်ကဗန်နာရီနဲ့မဟာဗျူဟာမြောက်စိုးရိမ်ပူပန်မှုတွေကြောင့်ပက်ထရီယော့စနစ်တွေကိုအခမဲ့ပေးဖို့ငြင်းဆန်ခဲ့ပါတယ်။ပက်ထရီယော့ဘက်ထရီတစ်ခုစီရဲ့တန်ဖိုးဟာ ဒေါ်လာ1.1ဘီလီယံလောက်ကုန်ကြပါတယ်။အဲ့ဒီအစား2025ခုနှစ်အေဘီလာမှာဇယ်လန်စကီကယူကရိန်းဟာပက်ထရီယော့စနစ်အနည်းဆုံး10ခုကိုဒေါ်လာ15ဘီလီယံလောက်နဲ့ဝယ်ယူဖို့ပြင်ဆင်ထားကြောင်းလူသိရှင်ကြားပြောကြားခဲ့ပြီးတော့ဒါဟာပရိုက်တာကိစ္စမဟုတ်ဘဲနဲ့စီးပွားရေးအရာဆောင်ရွက်တာလို့အလေးနဲ့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီဈေးနှုန်းပေးချေဖို့တန်းရလာပက်ထရီယော့စနစ်ရဲ့ခင်မီပေရင်ဒုံးကြီးစနစ်တွေရဲ့တိုက်ခိုက်မှုတွေအပေါ် ထိရောက်မှုနဲ့ပတ်သက်တဲ့မေးခွန်းတွေဟာယူကရိန်းကိုမပေးဖို့ခင်ကလေးကပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်။ပက်ရီယော့ဟာနှစ်30နီးပါးအသုံးပြုခဲ့ပြီးတော့ဒီစနစ်ရဲ့စွမ်းဆောင်ရည်ကိုစုံစမ်းစစ်ဆေးမှုတွေအရအနောက်တိုင်းအစိုးရသတင်းအရင်းမြစ်နဲ့မီဒီယာတွေရဲ့စန့်ကျင်ဘက်ပြောဆိုမှုတွေလည်းရှိနေပေမဲ့စွမ်းဆောင်ရည်ညံပြင်းခဲ့တယ်လို့တွေ့ရှိရပါတယ်။တကယ်တော့ American Outlet တော်အစိုးရလုပ်ငန်းဆက်ကော်မတီက1990ခုနှစ်မှာပက်ရီယော့ရဲ့စွမ်းဆောင်ရည်ကိုအလွန်အကျွံချဲ့ကားခဲ့တယ်လို့ကောက်ချက်ချခဲ့ပါတယ်။ သူတို့ကဒီစနစ်ဟာစကတ်ဒုံးကြီးအနေငယ်ထက်ပုံမအောင်မြင်စွာကြားပြတ်ဖြည့်ဆည်းနိုင်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေဟာနေပါတယ်လို့အစီရင်ခံခဲ့ပါတယ်။အဲ့ဒီပြောဆိုမှုတွေတောင်မခိုင်ပါဘူးလို့ဆိုပါတယ်။ဒါကြောင့်ဒီနေ့ကဘက်ထရီရော့ဟာအများကြီးပုံမတိုးတက်လာပြီမဲ့တန်တရားတွေကတော့အသေးအစမဟုတ်ပါဘူး။ယူကရိန်းအရာရှိတွေဟာစနစ်ရဲ့ယုံကြည်စိတ်ချရမှုနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေကိုထုတ်ဖော်ပြောကြားခဲ့ကြပြီးတော့သူတို့ရဲ့တန်တရားတွေဟာဆယ်စုနှစ်များစွာကလေးကပေါ်ပေါက်ခဲ့တဲ့တန်တရားတွေနဲ့စင်တူဖြစ်နေပါတယ်။ အဲ့ဒီတုန်းကဝေဖန်မှုတွေဟာပြစ်ခတ်ပြီးပြစ်မှတ်ကိုဖျက်ဆီးနိုင်တဲ့အကျိုးအစားနှေးပါခြင်းအပေါ်မှာအဓိကထားခဲ့ပါတယ်ဒီနေ့ခေတ်မှာတော့အ мян နှုံအများအပြားပြစ်လွတ်မှုနဲ့ရှင်သန်နိုင်စွမ်းအကြောင်းတွေဖြစ်လာခဲ့ပါတယ်ဒါဟာယူကရိန်းအတွက်တင်မကဘဲနဲ့သူတို့ရဲ့ကာကွယ်ရေးရဲ့အဓိကကြားတဲ့အခြေခံအဖြစ်ပထရီယော့ပထရီတွေကိုအားကိုးနေတဲ့ဘဲနိုင်ငံတွေမဆိုအကျိုးသက်ရောက်မှုများစွာရှိပါတယ်နေတိုးမဟာမိတ်နိုင်ငံတွေပင်လယ်ကွေ့နိုင်ငံတွေနဲ့တင်းမာမှုတွေမြင့်တက်နေတဲ့အရှိအာရှနိုင်ငံတွေလည်းပါဝင်ပါတယ် ရုရှားရဲ့ဒုံးကျည်နည်းပညာဟာအမေရိကန်ရဲ့ထိတ်တန့်ဒုံးကျည်ကာဝေးစနစ်ကိုကျော်လွှင်နေတယ်ဆိုရင်တော့အကျိုးဆက်တွေဟာတိုက်ကြီးများစွာရဲ့မဟာဗျူဟာမြောက်စီမံကိန်းတွေကိုပုံစံပြောင်းလဲသွားစေနိုင်တယ်ဆိုတာကိုတင်ပြရင်းနဲ့ဒီနေ့တင်ဆက်မှုကိုဒီမှာပဲရန်နာပါအောင်မယ်ခင်ဗျာ။နားဆင်အားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။